မင်္ဂလာပါရှင်ဖဲကုံပင်လောင်းနယ်ဆက်ကိုစစ်တပ်နဲ့ပြန်လို့စစ်ကြောင်းထူတာကြောင့်ရွာ၅ရွာကလူဦးရေတထောင်နေပါထပ်မံဆစ်ရှောင်ရတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ရှန်ကရနီနယ်ဆက်ဖဲကုံမြို့နယ်နဲ့ပင်လောင်းမြို့နယ်နယ်ဆက်ကိုစစ်တပ်နဲ့ပြန်လို့စစ်ကြောင်းထူလာတာကြောင့်ကျေးရွာ၅ရွာမှာရှိတဲ့လူဦးရေတထောင်နေပါကိုကယ်ဆယ်ရေးအဖွဲ့တွေကထပ်မံကယ်ထုတ်ပေးခဲ့တယ်လို့ကလင်းရန်ကွန်ရဲ့တာဝန်ရှိသူကိုစရာထုံးကပြောပါရယ် အော်တိုဝလာ16ရက်နေ့မှာဖဲခွန်ပင်လောင်းနယ်စပ်မှာရှိတဲ့ကြေးရွာ9ရွာကလူဦးရေ1000နီးပါးကိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွင်နဲ့စစ်ဆောင်ကုင္ရေးအဖွဲ့တွေကပူပေါင်းပြီးထပ်မံကဲထုတ်ခဲ့တယ်လို့ဆိုထားပါဗျ။ပြီးခဲ့တဲ့အော်တိုဝလာ17ရက်နေ့ညနေ4နာရီဝန်းကျင်ခန့်မှာစစ်တပ်နဲ့ပြန်လို့တို့ကဖဲခွန်မြို့နယ်ဘောရန်ကြေးရွာကိုမိရှုဖျက်ဆီးခဲ့တာကြောင့်ဒီရာခံတွေဘေးလူရတောတောင်တွေထဲထွက်ပြေးတင်ဆောင်ခဲ့ရပါဗျ။ ဲ့ဒီနောက်အော်တိုဗလာ၁၄ရက်နေ့မှာဖဲခွန်မြို့နယ်အနောက်ဖဲချန်းကိုတောင်ယာလန်းအတိုင်းနှစ်နာရီကျော်ကြာလမ်းလျှောက်ထွက်ပြီးဘေးလူရာကိုထွက်ပြေးသင်းရှောင်ခဲ့ရပါတယ်။အော်တိုဗလာ၁၀ရက်နေ့နဲ့အော်တိုဗလာ၁၄ရက်နေ့တို့မှာလည်းဖဲခွန်ပင်လောင်းနယ်စပ်မှာရှိတဲ့မြောက်စလုံးကျေးရွာရှိနေအင်းတွေကိုစစ်တပ်နဲ့ပြည်သူတို့ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့စစ်ရေးတင်းရင်းမြစ်တွေကပြောပါတယ်။ 2025ခုနှစ်စက်တဘာလ23ရက်နေ့ကစပြီးဖဲခုံပင်လောင်းနယ်စပ်မှာရှိတဲ့တောင်မဲတင်ကျေးရွာကိုစစ်တပ်နဲ့ပြန်လို့တို့ကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့်ကျေးရွာ၁၀ရွာကျော်ရှိတဲ့လူဦးရေ9000ကျော်စပေးတင်းရှောင်ခဲ့ရပါတယ်ရှင်။